စည်းစပ်ပိုင်းရှင်များကိုကျပ်သိန်း9000အထိချင်းငွေထုတ်ပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငွေကြေးအရှင်းန်းလေးလိုအပ်နေတဲ့စီစပ်ပိုင်းရှင်တွေရဲ့တော့တအူးကိုငွေချက်3000တောင်အထိထုတ်ချေးပေးသွားမယ်လို့နိုင်ငံပိုင်သတင်းစာတွေကသစင်အတိပေးထားပါအထိစီစပ်လုပ်ငန်းများဖွံ့ဖြိုးရေးချင်းဝေအနေနဲ့သက်သားရရဲ့တိုးနှုံနဲ့ထုတ်ချေးမှာဖြစ်ပြီးချင်းဝေထုတ်ချေးရမှာလုပ်ငန်းသုံးလက်ပတ်ရင်းသီးငွေရဲ့တော့အနည်းဆုံး7သိန်း100ခါနေအများဆုံး7သိန်း5000အထိမတည်ရင်းသီးငွေရဲ့တော့အနည်းဆုံး7သိန်း200ခါနေ7သိန်း5000အထိထုတ်ချေးသွားမယ်လို့သိရမ မာထိန်စီစံလုပ်ငန်းများဖွံ့ဖြိုးရေးချင်းဝေလျှောက်ထားလို့သူ လုပ်ငန်းရှင်တွေရဲ့အနေနဲ့လက်ရှိလုပ်ငန်းလဲပတ်လုပ်ကိုင်းနေတဲ့စီစံဖြစ်ရမှာဖြစ်ပြီးလုပ်ငန်းအမည်ပေါင်းလိုင်စင်တက်တန်းရှိရမှာဖြစ်ပါထိန် ။ဒါအပြင်ချင်းဝေရသူအာမခံအဖြစ်အမြီပေါက်ပိုင်းဆိုင်တဲ့မရွှေမပြောင်းနိုင်တဲ့ပစ္စည်းတွေလေယာမြေလုံပိုင်ခွင့်လက်မှတ်ပုံစံခုနှစ်ကိုပေးအပ်ရမှာဖြစ်ပါသည်။ချင်းဝေလျှောက်ထားရာမှာကျပ်သိန်း9000အထက်ရယူလို့တဲ့လုပ်ငန်းရှင်တွေကတော့မြမလေယာဖွံ့ဖြိုးရေးဘဏ်ရုံချုပ်ကိုတိုက်ရိုက်လျှောက်ထားရာမှာဖြစ်ပြီးဘဏ်တွေကနေလက်ရှိချင်းဝေယူထားတဲ့စီဆက်တွေကတော့တိကျအာမခံအသင်ပြနိုင်မှသာချင်းဝေထုတ်ချေးမယ်လို့ဆိုပါသည်။ ချင်းဝေပြန်ဆက်ရမယ်ကာလအနေနဲ့လုပ်ငန်းသုံးလှပ်ပတ်ရင်းနှီးငွေအတွက်ချင်းဝေတတန်းတစ်နှစ်မတီရင်းနှီးငွေအတွက်ချင်းဝေတတန်းသုံးနှစ်သုံးရစ်ဆက်ရမှာဖြစ်ပြီးအတိုးနှုံးကားထော်တစ်နှစ်ကို900ခိုင်နှုန်းဖြစ်ပါသည် ချင်းဝေလျှောက်ထားရယူခြင်းနဲ့စီးဆက်လုပ်ငန်းရှင်တွေအနေနဲ့နေပြည်တော်သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်내ထိုးကစီးဆက်ပိုင်ရှင်များအသင်းချုပ်မြန်မာနိုင်ငံစီကုံတဲနှင့်စီလုပ်ငန်းရှင်များအသင်းချုပ်စက်မှုကြီးကြပ်ရေးနှင့်စစ်စေးရေးဦးစီးဌာနရုံးခွဲအားလုံးမြမစီးပွားရေးဘဏ်ခွဲအားလုံးနဲ့မြမလေယာဖွံ့ဖြိုးရေးဘဏ်ခွဲအားလုံးမှချင်းဝေအစိုးပြုလျှောက်လွှာထုတ်ယူပြီးလျှောက်ထားရမယ်လို့သိရပါတယ်ရှင်။